အလို့ချစ်တဲ့ငယ်ချင်းတို့ရေ ခုလိုပိတ်ရက်လေးမှာအာလူကြောင်ကြွကြွကြွလေးကြော်စားကြရအောင်လားရှင်။သုံးရတာလည်းအရင်တွေ့ကူပါတယ်။အရင်ဦးဆုံးအာလူသုံးလုံးကိုခွန်သွားပြီးအချောင်းလေးတွေလီထားပါမယ်။လီထားတဲ့အာလူကြောင်လေးတွေကိုအစေးတွေပြောင်းအောင်လို့15မိနစ်ရေစိမ်ထားပါမယ်။ပြီးရင်တော့ရင်းလေးစုစုမှာစားနေငယ်ထည့်ပြီးအာလူကို3မိနစ်ပြုတ်ပါမယ်။ ကျုပ်ထားတဲ့အာလူးလေးတွေကိုရေခဲရေဒါမှမဟုတ်ရေအေးအေးမှာအေးလာတဲ့အထိစီးပါမယ်ရှင်။အာလူးကိုအရင်ကျက်အောင်မပြုတ်ဖို့ဒီထားရပါမယ်။အာလူးလေးတွေအေးလာပြီဆိုရင်တော့အဝတ်တန်းတန်းနဲ့ရေချအောင်တုပ်ပေးပါမယ်။အာလူးလေးတွေ၆လာပြီဆိုရင်တော့ဇလုံးတစ်ခုထဲမှာထည့် စားနေငယ်ကြောင်ကုန်မို့တစ်ဖက်စားစွန်းသုံးစွန်းထည့်ပြီးတေချာလေးနေပေးပါအခုလိုအနေထားရောက်ရင်တော့ကြော်လို့ရပါပြီရှင်။စီကိုအာလူးမြုပ်တဲ့အထိထည့်ပြီးစီပူလာပြီဆိုရင်တော့အာလူးချောင်းတွေထည့်ကြပါမယ်။ မီးနေတော့မှစိတ်ရှိရှိနဲ့ကြော်ပေးရပါမယ်ရှင်အာလူလေးတွေဟာတဖြည်းဖြည်းနဲ့ရှိဝါရောင်လေးတန်းလာပြီးတော့ချွရလို့လာပါပြီရှင်။ကျမကတော့အာလူတွေကိုတော်တော်ကျွတ်တဲ့အထိကြော်ခဲ့ပါတယ်။ ခုလိုအနေထားရောက်ရင်တော့နှစ်သက်ရာစောနဲ့တူစားလို့ရပါပြီအားလုံးကိုကျေးဇူးတင်ပါတယ်